မြန်မာနိုင်ငံမှာလောက်ကပ်ခဲ့တဲ့ငလျင်ကြောင့်နေပြည်တော်မန္တလေးနဲ့စကိုင်းတိုင်းတို့မှာကုညီကေဆေးရီးတွေဆောင်ရွက်နေစဉ်ကာလအတွင်းနတ်ဆကဘက်ကနေအပြစ်ခတ်ရက်စဲကြောင်ကြီးညာပေးဖို့လိုတယ်လို့စီးရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကစီးရင်တဲ့တင်ထောင်တာကိုပြောပါရယ်မြန်မာနိုင်ငံမှာမတ်လ28ရက်ကလောက်ကပ်သွားတဲ့ငလျင်တန်းကြောင့်နေပြည်တော်မန္တလေးနဲ့စကိုင်းတိုင်းတို့မှာနေအိမ်အဆောက်အအုံပြိုကျမှုတွေကြောင့်လက်ရှိအချိန်အထိကုညီကေဆေးရီးတွေဆောင်ရွက်နေရဆဲဖြစ်ပါရယ် လက်ရှိကာလမှာအဖြစ်ကရစဲရေးအမှန်တကယ်လိုအပ်နေပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းဘယ်သူမှမနှောက်ယှက်ဖို့အထူးကလိုအပ်တယ်လို့ SCA ထိုးထားတဲ့ပအိုးမြတ်သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCAS မှဥက္ကဋ္ဌဘုံမှုကြီးခွန်ဦးကာက CNN တင်ထဏာကိုပြောပါဗျာ။လောဆယ်တော့ရှိတဲ့ပုံမပေါ်ဘာကြောင့်လဲဆိုတော့အဖွဲ့တွေကဘာလဲ control လို့ရနေတယ်ဆိုတော့ဘယ်လိုမျိုးစိတ်ထဲမှာထင်နေလဲ။တိုင်းဒီရဲ့ control ရနေတယ်ဆိုရင်တို့ကတော့ ရမှာမဟုတ်ဘူးမရဘဲနဲ့ဘာလုံးလဲဆိုတော့ဟိုတနိုင်တစ်ပိုင်းပေါ့ကုလူနဲ့ကိုအဲတကကုညီတွေကုလူနဲ့ကိုတော်ရမဲ့သဘောမျိုးရှိတာပေါ့ပြစ်ခရစေကြီးကတော့တကယ်လိုတာပါဒါတော့ဒီလိုအခြေအနေမျိုးမှာပြစ်ခရစေကြီးကတကယ်လိုတာပါဒါကြောင့်ပြစ်ခရစေကြီးလုပ်ဖို့အတွက်ဒီဒီကကြတဲ့နိုင်ငံတော်ဖွဲ့စည်းရမယ်စပြီးတော့ကျင်းပပေးရင်တော့အကောင်းဆုံးပေါ့ နော်အချင်းညာပြင်တော့အကောင်းဆုံးအဲ့ဒါအဲ့ဒါဆိုရင်တော့ဒီနိုင်ငံတကာအကူအညီပေးရဖွဲ့တယ်လွတ်လပ်စွာအာပွားလာကူညီနိုင်အောင်အမြန်ဆုံးလုပ်ပေးဖို့လိုတာပေါ့ဒီခါကျစီရတော့အကောင်းဆုံးချင်နေပဲ6လတစ်နှစ်ဒီစီစဉ်မပြီးမချင်းရဖို့လိုပါလားအခု EO တွေကပတ်စံရှိတဲ့ဖွဲ့တွေတော့ပေးနေတယ်ကိုကန်ဝါတို့သူသူဖွဲ့နေတယ်တော့ကူကြတာရှိပါလား မကူနိုင်တဲ့ဖွဲ့လည်းမကူဘူးပေါ့ဒါမှမဟုတ်မနှောက်ရှက်ဘူးပေါ့အဲဒီကတော့ဘယ်သူမှမနှောက်ရှက်ဖို့လိုတယ်တကယ်ပြည့်နေတာစစ်ကောင်စီဖြစ်နေတာစစ်ကောင်စီဘက်ကပြောဖို့လိုတာပေါ့ငလျင်တန်တစ်ဒေတာတွေနဲ့ဆက်ဆက်တဲ့ခရိုင်တွေအတွင်းမှာခုခံကာကွယ်စစ်ကလွဲပြီးထိုးစစ်အလုံးကိုတည်င်းနှစ်ပတ်ကြာရက်ဆိုင်ဖို့နဲ့လိုအပ်တာတွေကိုကူညီဖို့အမျိုးသားညွန့်ရေးအစိုးရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ငလျင်ဘေးတန်တစ်ပြည်သူလူထုတွေအပေါ်ညီနောင်မဟာမိတ်၃ဖွဲ့ကလည်း တက်နိုင်တာတွေကိုအမြန်ဆုံးထောက်ပံ့ကူညီပေးသွားမယ်လို့ထုတ်ပြန်ထားတာပါမြန်မာဟာငလျင်တန်းကြောင့်တည်ရင်းရှိရင်ကာလရောက်နေတဲ့အတွက်တတိယရောက်အပြစ်ခတ်ရစဲပြီးအသက်တွေကယ်ဖို့နဲ့လိုအပ်သူတွေကိုကူညီဖို့အလုံးစုံအာရုံစိုက်တယ်လို့စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးကပြောထားပါတယ်တခြားနိုင်ငံတွေကအပြစ်ရရေးပြောဆိုနေမှုတွေကိုနတ်ဆက်ကအနေနဲ့လိုက်နာမှာမဟုတ်ပေတရုတ်ဘက်ကအပြစ်ရဖို့ပြောဆိုလာပါကအတိုင်းအတာတစ်ခုအထိရှင်းနိုင်ကြောင်း စီလုံးညို့သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UN မှာဦးမျိုးကျော်ကစီရင်တဲ့တင်းဌာနကိုပြောပါတယ်ပြည်ရနိုင်လောက်အောင်အင်အားဘလောက်ထိဒီသူတို့ပေါ်မှာဖိအားပေးနိုင်လဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်နော်တရုတ်ကြီးကနေဒီရဆိုရင်တော့တိုင်းတာတခုရမှာပေါ့ဗျာဒါပေမဲ့နောက်ရှေ့ဆက်သွားဖို့အတွက်အပေးယူရှင်းနိုင်တဲ့အခါကျတော့အဲ့လိုကြတော့မရတော့ပြန်ဘူးဒါမျိုးတွေဖြစ်နေတယ်ခေါ့နော်အဲ့ဒီတော့စင်ကာပူကရဖို့တော့ပြောတယ်တခြားတခြားနိုင်ငံတွေက ကောင်းဆောင်တွေကလည်းပြောတာတွေကြားရပါတယ်ဒါပေမဲ့ဒီလိုလိုက်နာမှာမဟုတ်ပါဘူးခင်ဗျာဒီဒီအာနာသိန်းစေကောင်စီအနေနဲ့ကတော့နိုင်ငံတကာကအခုအကူအညီပေးလာတဲ့ဟာတွေကိုတောင်မှအဟံတာဖြစ်အောင်တချို့ဟာတွေမှာတွေ့နေရတယ်လေကြားနေရတယ်ပုံတင်းလေးမှာနော်ဒီတော့ဟောနိုင်ငံတကာဝေရောပြည်ထဲမှာရှိတဲ့ တော်ဆောင်ရေးအဖွဲ့အစည်းကိုရောနော်ဒီချိန်မှာအာပြည်သူတွေအတွက်နေပြီးလမ်းဖွင့်ပွဲတာလည်းကောင်းတော့လက္ခဏာဆိုပေမဲ့နော်ကျွန်တော်ထင်တယ် SAC ကအဲ့ဒီဒီအဲ့ဒီလို့ကိုလုံးလိမ့်မှာမဟုတ်ပါဘူး။မက်လာ28ရက်နေ့နေ့လယ်12:51မိနစ်ခန့်က ြန်မာနိုင်ငံအလဲပိုင်းစကိုင်းနဲ့မန္တလေးမြို့တွေအနီးကိုဗဟိုပြုပြီးတော့အင်အားရစ်တက်ကေ9.9အဆင့်ရှိအလွန်ပြင်းထန်တဲ့ငလျင်တစ်ခုစတင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့မန္တလေးမှာတော့မက်စလာ30ရက်နေ့အထိငလျင်လှုပ်ခတ်မှုတွေရှိနေသေးတာပါအဲ့ဒီငလျင်ကြောင့်နေပြီးတော့စကိုင်းနဲ့ မန္တလေးတိုင်းတို့ရှိနေအိမ်အဆောက်အုံအများပြပြိုကျပျက်စီးခဲ့ရပြီးအထဲမှာပိတ်မိနေသူတွေရှိနေသေးကအသက်ဆုံးရှုံးသွားသူဥယျာဟလည်းထောင်ထဲချီရှိနေပြီဖြစ်ပါတယ်။လက်ရှိမှာတော့နေအိမ်အဆောက်အုံပြိုကျမှုတွေကြောင့်ပိတ်မိနေတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အိန္ဒိယ၊ရုရှား၊တရုတ်၊စင်ကာပူ၊မလေးရှား၊ထိုင်း၊ဗီယက်နမ်အဆရှိတဲ့နိုင်ငံတွေကကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာလည်းလာရောက်ကူညီပေးလျက်ရှိတာပါ။